forest trading မှာဘာတွေကိုအယောင်းဝယ်လုပ်လို့ရလဲ forest trading မှာ currency တွေ commodity တွေ indices တွေ stock တွေ cryptocurrency တွေကိုအယောင်းဝယ်လုပ်လို့ရမှာဖြစ်တယ် forest trading မှာ currency အနေနဲ့အယောင်းဝယ်လုပ်တဲ့အခါမှာ ျွန် major currency current currency ဒီတို့ currency ဆိုပြီးသုံးမျိုးအပိုင်းပြန်ခွဲတာပါတယ် major currency အောက်မှာဆိုလို့ရှိရင် US ဒေါ်လာပါတဲ့အတွဲ USD ပါတဲ့အတွဲကို major currency လို့ခေါ်ပါတယ် current currency ပေါ် minor currency ရကြတော့အယောင်းဝယ်လုပ်တဲ့ငွေကြေးအတွဲနှစ်မျိုးလုံးက USD မပါတဲ့အရာပါ exotic ကတော့သူကအတက်အကျအရန်များတယ်ဖွံ့ဖြိုးဆဲနိုင်ငံတွေ currency မျိုးတွေပါ တော့ဒါတွေကအတက်ကျအရန်များပြီးတော့အရောင်းဝယ်မလုံးတင်ပါဘူး currency ရဲမှာတကယ်အတိအကျပြောမယ်ဆိုရင် currency ပေါင်း300ကျော်ထိရှိနေတယ်ဒီ300ကျော်လုံးကို forex trading ရဲ့ broker အတော်တော်များများကထောက်ပံ့မပေးရပါဘူးများသောအားဖြင့်အတွဲပေါင်း90တရာလောက်ပဲ trade လုပ်လို့ရမှာဖြစ်ပါတယ်ဘယ် currency ကိုရွေးချယ်ပြီး trade ရမလဲဆိုရင် liquid နဲ့ market volunteer ပေါ်မူတည်ပြီးတော့မှရွေးချယ်ရပါတယ် ါပေမဲ့ထပ်ပြီး highlight ပြောရမယ်ဆိုရင်တော့ newbie beginner တွေအနေနဲ့ major currency ကိုပဲအရင် site ပါ intermediate level ရောက်ပြီဆိုရင်တော့ကျွန်တော် crore currency ရဲ့ advanced level ရဲ့ crore currency ကို trade လုပ်ရပါတယ် professional master အဆင့်ကိုရောက်တော့မှပဲ exotic currency မျိုးတွေကိုရွေးချယ်ပြီး trade ပါ newbie တွေ intermediate တွေအနေနဲ့ exotic currency ပဲတွေကိုရွေးချယ်ထိတ်တာနဲ့လုံးဝမလုပ်မိပါစေနဲ့လို့ပြောချင်ပါတယ်ဗျ